မင်္ဂလာပါခင်ရန်ကုန်ခေတ္တကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်ရန်ကုန်မြို့မှာအချက်ဖတ်မင်းအွန်လိုင်းမိသားစုရဲ့အလူအဖြစ်ရှင်လောင်း9500ရှင်ပြပွဲပြုလုပ်ခိုင်းခဲ့ပြီးရှင်လောင်းတဦးကိုငွေကြက်သိန်းပေးမယ်ဆိုပြီးတော့ဂတိပေးခဲ့ပြီးမယ်လက်တွေ့မှာတပြားတစ်ချက်မှမရဘူးလို့ရှင်လောင်းမိဘတွေကိုယ်တိုင်အသိပေးပြောဆိုလာပါတယ် ကိုင်းတိုင်းမှာရှိတဲ့အင်တော်မြို့ကို KIP တဲ့ပူပေါင်းတပ်တွေကအပိတသိမ့်ပိုက်မှုရဲ့နောက်ဆက်တွဲအနေနဲ့မြို့သိမ့်တိုက်ပွဲတွေကနေအချက်ပစစ်ကောင်စီတပ်သားအယောက်40ကျော်ကိုပါတော်လှန်ရေးတပ်တွေကအရှင်ဖမ်းဆီးရမိထားတဲ့အပြင်တရား20မမအမြောက်လက်နက်ကြီးတွေပါဝင်လက်နက်ခဲယံအမြောက်များကိုလည်းသိမ့်ဆီးရရှိထားတယ်ဆိုတဲ့သတင်းပါဝင်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပြမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့ ရန်ကုန်မြို့မှာအချက်ဖတ်မင်းအွန်လိုင်းမိသားစုရဲ့အလှူအဖြစ်ရှင်လောင်း9500ရှင်ပြူပွဲပြုလုပ်ခိုင်းခဲ့ပြီးရှင်လောင်းတဦးကိုငွေကျပ်တသိန်းပေးမယ်ဆိုပြီးတော့ဂတိပေးခဲ့ပေမဲ့လက်တွေမှာတပြားတစ်ချက်မှမရဘူးလို့ရှင်လောင်းမိဘတွေကရန်ကုန်ခေတ္တကိုအတိပေးပြောဆိုလာပါတယ်။ဒါကတော့မြန်မာနိုင်ငံမှာငလင်တန်းကြောင့်ပြည်သူတွေအတိဒုက္ခရောက်နေတဲ့အချိန်မှာပဲ။ ဧပြီလနေ့ရက်နေ့ကနေရန်ကုန်တိုင်းစစ်ကောင်စီရဲ့ဥဆောင်မှုနဲ့အကြမ်းဖက်မင်းအောင်လိုင်းမိသားစုအလူအပြေရှင်လောင်း9500ရှင်ပြုတ်ပွဲကိုရန်ကုန်မြို့မှာလှည့်လည်ပွဲပြုလုပ်ခဲ့ကြတယ်ဆိုပါတယ်။အဲ့ဒီအတွက်ရန်ကုန်တိုင်းမှာရှိတဲ့အခြေခံပညာထက်တန်းကျောင်းတွေကကျောင်းသားတွေကိုမဲနိုင်စနစ်နဲ့ရှင်လောင်းအဖြစ်ရွေးချယ်ပြီးသင်ငန်းစီးပေးရမှာ။စစ်ကောင်စီကရှင်လောင်းတအုပ်အတွက်ကုန်ကြစရိတ်အပြင်ငွေကြက်သသိန်းစီပါထပ်ပြီးပေးမယ်ဆိုပြီးတော့ပါဂတိပြုခဲ့တယ်လို့ရှင်လောင်းမိဘတွေကပြောပါတယ်။ ဒါပေမဲ့တကယ်လက်တွေ့မှာတော့ရှင်လောင်းတွေအနေနဲ့ကိုယ်စိတ်နဲ့ကိုယ်သင်ငန်းစီးလိုက်ရတဲ့အပြင်စေကောင်စီကပေးမယ်လို့ဂတိပေးထားတဲ့ငွေကျပ်တသိန်းလဲတပြားတစ်ချက်မှမရဘူးလို့ရှင်လောင်းမိပါတူကိုတိုင်ကရေကုန်ခစ်တက်ကိုအတိပေးပြောဆိုလာပါတယ်။အဲ့ဒီလိုရေကုန်မြို့မှာမင်းအောင်လိုင်းမိသားစုအလူအဖြစ်ပြုတ်လုသွားတဲ့ရှင်ပြူပွဲလုတ်တဲ့အချိန်ကတဖက်မှာငလင်တန်းကြောင့်ပြည်သူတွေအတိဒုက္ခရောက်နေပြီးတိုက်ပျို့တိုက်ပြက်တွေကြမှာပိတ်မိနေတဲ့ပြည်သူတွေဟာတေးရှင်ရဲ့အရေးကြီးနေတဲ့အချိန်ဖြစ်ပေမဲ့အကြမ်းဖက်မင်းအောင်လိုင်းကတော့ သူတို့မိသားစုအလှူရှင်ပြုပွဲကိုဆက်ပြီးလှုပ်သွားတဲ့အတွက်ပြည်သူတွေကဝေဖန်မှုတွေမြင့်တက်ခဲ့သလိုအခုတော့အဲ့ဒီရှင်ပြုပွဲမှာရှင်လောင်းတွေကိုတယောက်တသိန်းပေးမယ်ပြောပြီးစုဆောင်းခဲ့တဲ့အကြောင်းပါထွက်ပေါ်လာတဲ့အပြင်လက်တွေမှာလည်းရှင်လောင်းတွေဟာတပြားတစ်ချက်မှမရဘူးဆိုပြီးတော့ပါရှင်လောင်းမိဘတွေကိုယ်တိုင်ကရန်ကုန်ခေတ်တွေကိုအတိပေးပြောဆိုလာကြတာပဲဖြစ်ပါတယ်ခင်ဗျ။ တဖက်မှာလည်းစကိုင်းငလင်းတင့်မန္တလေးပြည်သူတွေအတွက်လှူဒန်းထားတဲ့ကုညီကယ်ဆယ်ရေးပစ္စည်းတွေကိုအချမ်းပတ်စကောင်းစီလက်အောက်ခံရက်ွက်အုပ်ချုပ်ရေးအဖွဲ့တွေကမတရားသိမ်းယူပြီးသူတို့ရဲ့ဆွေမျိုးအတိုင်းဝိုင်းတွေကိုပြန်လည်မျှဝေပေးမှုတွေဖြစ်ပွားနေတယ်လို့ငလင်းတင့်ပြည်သူတွေကရေကုန်ခက်တွေကိုပြောပါတယ်လက်ရှိမှာမန္တလေးမြို့ပေါ်ကချမ်းမြသာစီမြို့နယ်မြို့တစ်အမှတ်၄ရက်ွက်မှာဆိုရင်စကောင်းစီလက်အောက်ခံအုပ်ချုပ်ရေးမှုတွေနဲ့သူတို့ရဲ့ဆွေမျိုးတွေကအလူရှင်တွေလာရောက်လှူဒန်းတဲ့ပစ္စည်းတွေကိုစေကောင်းစီကကြေညာထားပြီးသားလို့ပြောပြီး သူတို့တွေကပဲတင်းစည်းဓာတ်တွေလှုပ်လာနေတယ်ဆိုပါတယ်အဲ့ဒီနောက်စကောက်စီကအုတ်ချုပ်ရင်းမှုတွေကအလူရှင်တွေလိုင်းအောင်လူတန်းတားတဲ့ပစ္စည်းတွေကိုစံအိတ်တွေဆိုရင်သူ့ရဲ့ရုံကန်ဒက်မှာပဲတောက်ခတ်ထားပြီးကျန်တဲ့ပစ္စည်းတွေကိုလည်းပညာရေးဝန်ထမ်းတွေနဲ့အတူသူတို့တွေပဲခွဲယူကြသလိုအဲ့ဒီထဲကအနေငယ်လောက်ကိုသာတခြားသူတွေကိုဟန်ပြအနေနဲ့ပေးပြီးတော့ကျန်တဲ့ပစ္စည်းတွေကိုသူတို့အုတ်ကြီးအဖွဲတွေနဲ့ဆွေမျိုးအတိုင်းဝိုင်းတွေကိုသာအထုတ်ကြီးအထုတ်ငယ်နဲ့အိုးဝေတွေပေါ်တင်ပြီးခွဲယူနေကြတယ်လို့ဒေသခံပြည်သူတွေကပြောထားကြပါတယ်အလားတူတစ်ဖက်ကမန္တလေးမြို့စိန်ဘန်းရက်ကွက်မှာလည်း လင်းတန်းကြောင့်ဒုက္ခရောက်နေတဲ့ပြည်သူအယောက်900ကျော်လောက်ရှိနေပြီမဲ့စစ်ကောင်စီခန့်ရက်ွက် အုပ်ချုပ်ရေးအဖွဲ့တွေကလူဦးရေ180ဝန်းကျင်လောက်ရဲ့စရင်တွေသာကောက်ယူပြီးတော့သူတို့တင်းစီထားသမျှအလှရှင်တွေရဲ့ပစ္စည်းတွေကိုကျန်တဲ့သူတို့ဆွေမျိုးအတိုင်းဝိုင်းတွေကိုသာခွဲဝေပေးတာတွေလုပ်နေတဲ့အတွက်သူများလာလှူတဲ့ပစ္စည်းကိုတော့တင်းယူနေတဲ့အထိစစ်ကောင်စီခန့်အုပ်ချုပ်ရင်းမှုတွေကဘာလို့များအဲ့ဒီလောက်အထိစိတ်ဓာတ်အောက်တန်းကျရတာလဲမသိဘူးဆိုပြီးတော့ပါဒေသခံပြည်သူတွေကတုံ့တက်ပြောဆိုထားကြပါတယ် လက်ရှိမှာအကြံဖက်စစ်ကောင်စီကတော့စကိုင်းငလင်းဘေးကြီးတင့်ထားတဲ့မန္တလေးနဲ့စကိုင်းမြို့တွေအပါဝင်ငလင်းဘေးတင်ပြည်သူတွေကိုထိထိရောက်ရောက်ကူညီမှုတွေလှုပ်ဆောင်နိုင်မှုမရှိဘူးလို့လဲငလင်းဘေးတင်ပြည်သူတွေကရန်ကုန်ခေတ်တက်ကိုပြောထားကြပါတယ်ခင်ဗျာတဖက်မှာတော့စကိုင်းငလင်းတင့်မန္တလေးမြို့က Sky Villa Condo ပြိုကျမှုအတွင်းကနေရုံလောင်းစလီလောင်းကိုတရက်ထက်ထပ်မံတွေ့ရှိခဲ့ပြီးအဲ့ဒီထဲမှာကလေးနဲ့မိခင်လိုရုပ်အလောင်းတွေလည်းပါဝင်လာတယ်လို့ ကျင်းသူမိသားစုဝင်တို့ရဲ့ပြောဆိုချက်အရသိရပါတယ်။ဒါကတော့ဧပြီလ9ရက်နေ့ဖြစ်တဲ့မနေ့ကပဲမလင်တန်းကြောင့်ပြိုကျခဲ့တဲ့မန္တလေးမြို့က Sky Villa Condo အပြည့်စည်တွေကြားမှာရှာဖွေရေးတွေဆက်လက်လှုပ်ဆောင်နေတဲ့အချိန်တရက်ထဲမှာပဲနောက်ထပ်ရုပ်လောင်း14လောင်းကိုရှာဖွေတွေ့ရှိခဲ့တယ်ဆိုပါတယ်။အဲ့ဒီရုပ်လောင်းတွေထဲမှာကလေးနဲ့မိခင်လိုရုပ်လောင်းတွေလည်းပါဝင်လာပြီး ရုံလောင်းတွေကတော့တော်တော်ကိုပျက်စီးနေပြီဖြစ်တယ်လို့မန္တလေး Sky Villa Condo ရှာဖွေရေးတွေကိုတွားရောက်စောင့်ကြည့်နေတဲ့ Sky Villa Condo နေထိုင်သူပြည်သူတို့ကပြောထားပါတယ်။လက်ရှိအဲဒီ Sky Villa Condo ပြောချမှုအပျက်စီးတွေဟာတော်တော်ကိုဒုတဲ့ကြီးမားတဲ့အတွက်ရုံလောင်းတွေကိုရှာဖွေမှုလုပ်ငန်းစဉ်တွေကိုခက်ခက်ခဲခဲလှုပ်ဆောင်နေရပြီးအဓိကတရုတ်နိုင်ငံရဲ့ကုညီကယ်ဆယ်ရေးအဖွဲ့တွေကနေခင်မီနီးပညာတွေတုံးပြီးတခြားအဖွဲ့တွေနဲ့အတူဥဆောင်ရှာဖွေပေးနေတာဖြစ်တယ်လို့လည်းစောင့်ကြည့်သူတွေကပြောထားကြပါတယ်ခင်ဗျ။ ဖက်မှာတော့စကိုင်းငလင်ကြောင့်အတိဒုက္ခရောက်နေတဲ့ပြည်သူတွေကိုထိထိရောက်ရောက်ကိုညီမှုတွေမလုံနိုင်တဲ့အကြမ်းဖက်စစ်ကောင်စီဟာတဖက်မှာတော့ပြည်သူတွေတွစ်ရှိခဲ့တဲ့အင်းဝမျိုးဟောင်းရေနန်းဆောင်ကိုသူတို့စစ်ကောင်စီကတွစ်ရှိထားပါတယ်ဆိုပြီးစစ်ကောင်စီလက်အောက်ခံရှေးဟောင်းသူတေသနနဲ့အမျိုးသားပြတိုင်းဦးစီးဌာနကနေတည်င်းထုတ်ပြန်ထားပြန်ပါတယ်ဒါကတော့ စကိုင်းငလင်းကြောင့်မန္တလေးတိုင်းတတဦးမြို့နယ်မှာမြေကြီးတွေအကွဲရက်ကနေအင်းဝမြို့ဟောင်းရေနန်းဆောင်ထွက်ပေါ်လာတဲ့ဆိုပြီးဒေသခံပြည်သူတွေကလူမှုကွန်ရက်တွေမှာမျှဝေခဲ့ကြပါတယ်။အဲ့ဒီနောက်မှာပဲငလင်းတန်းကြောင့်အတိဒုက္ခရောက်နေတဲ့ပြည်သူတွေကိုထိထိရောက်ရောက်ကူညီမှုတွေမလုပ်နိုင်တဲ့အကြမ်းဖက်စစ်ကောင်စီဟာတစ်ဖက်မှာတော့အေပလာ6ရက်နေ့မှာပဲအဲ့ဒီနေရာကိုတွားပြီးသူတို့စစ်တပ်ဘက်ကရှာဖွေတွေ့ရှိခဲ့ပါတယ်ဆိုပြီးတော့စစ်ကောင်စီလက်အောက်ခံရှင်းအောင်တုတေသနနဲ့အမျိုးသားပြတိုင်ဦးစီးဌာနကနေထုတ်ပြန်လာတာပါ။လက်ရှိမှာတော့ အဲ့ဒီအင်းဝရေနန်းဆောင်ပေါ်လာတဲ့ဆိုတဲ့နေရာကိုစစ်ကောင်စီကရောက်ရှိနေရာယူထားပြီးသူတို့စစ်တလောက်ခန့်ရှေးဟောင်းတုဒေသနာနဲ့အမျိုးသားပြတိုက်ဦးစီးဌာနမန္တလေးဌာနခွဲကနေစံသက်24ဒါတွေလုံနေတယ်ဆိုပြီးတော့ပါထုတ်ပြန်ထားပါသေးတယ်။ဒါပြင်အခုလိုရှေးဟောင်းရင်ဂျင်းမှုအမွေနှစ်တွေကိုသူတို့စစ်ကောင်စီကသာအစင်တစိုက်24ထိမ့်သိမ့်မှုတွေလုတ်သွားမယ်ဆိုပြီးတော့ပါထုတ်ပြန်ထားတဲ့အပြင်အခုငလင်ကြောင့်ထွက်ပေါ်လာတဲ့အင်းဝခေရင်ဂျင်းမှုအမွေနှစ်ကိုလည်း သူတို့စေကောင်းစီကသာစနစ်တကျတူးဖို့သွားမယ်ဆိုပြီးတော့လေထုတ်ပြန်ချက်ထဲမှာစိုးထားပါတိတယ်ခင်ဗျတဖက်မှာတော့စကိုင်းတိုင်းမှာရှိတဲ့အင်တော်မြို့ကို KNPD ရဲ့ပူပေါင်းတပ်တွေကအပိတသိမ့်ပိုင်မှုရဲ့နောက်ဆက်တွဲအနေနဲ့မြို့သိမ့်တိုက်ပွဲတွေကနေအချက်ဖက်စစ်ကောင်းစီတပ်သားအယောက်၄၀ကျော်ကိုပါအရှင်ဖမ်းဆီးရမိထားတဲ့အပြင်120မမအမြောက်လက်နက်ကြီးတွေအပါဝင်လက်နက်ခဲရဲအမြောက်များကိုလည်းသိမ့်စီရရှိထားတယ်လို့ KIA ရှေ့တန်းသတင်းရင်းမြစ်ကရန်ကုန်ခေတ္တကိုပြောပါတယ် ဒါကတော့ April 9ရက်နေ့ဖြစ်တဲ့မနေ့ကပဲအပိသက်သိမ့်ပိုက်ဖို့ကြံနေတဲ့စကိုင်းတိုင်းကအင်ဒိုမျိုးကို KNP တဲ့ပူပေါင်းတပ်တွေကစစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြားကပဲအပိသက်သိမ့်ပိုက်နိုင်ခဲ့တယ်ဆိုပါတယ်။အဲ့ဒီအင်ဒိုမျိုးကိုတော်လိုင်းပူပေါင်းတပ်တွေကပြီးခဲ့တဲ့ဩဂုတ်လကတည်းကထိုးဖောက်ဝင်ရောက်ပြီးတော့မြို့ထဲမှာရှိတဲ့စစ်ကောင်စီတပ်စခန်းတော်တော်များများကိုသိမ့်ပိုက်ထားပြီးအဲ့ဒီမြို့မှာရှိတဲ့လက်ကျန်စစ်ကောင်စီတပ်တွေကဂျပန်လှိုင်းကူတဲမှာပွားပြီးတော့တပ်မခွန်ခွန်ဌာနချုပ်အနေနဲ့ခံစစ်လုပ်နေပြန်တဲ့အတွက် အခုကမှတော့အဲ့ဒီနောက်ဆုံးကျန်နေတဲ့ဂျပန်လိုင်းကူတဲကစစ်ကောင်စီတက်စကန်ကိုပါ GIP တက်ပူပေါင်းတက်တွေကအပိတ်သက်သိမ့်ပိုက်လိုက်ပြီးဖြစ်တဲ့အတွက်အင်းတော်မျိုးကိုအလုံးစုံသိမ့်ပိုက်ထိန်းချုပ်လိုက်ပြီးဖြစ်တယ်လို့ GIP ရှေ့တန်းသတင်းရင်းမြစ်ကပြောထားပါတယ်။အဲ့ဒီအင်းတော်မျိုးသိမ့်တက်ပွဲတွေကနေအကြံဖက်စစ်ကောင်စီတပ်သားအယောက်40ကျော်ကိုပါတော်လိုင်းတက်တွေကအရှင်ပန်းစီရမိထားတဲ့အပြင်190မမအမြောက်လက်နက်ကြီးတွေအပါဝင်လက်နက်ခဲယံအမြောက်များကိုလည်းသိမ့်စီရရှိထားတယ်လို့ GIP ရှေ့တန်းသတင်းရင်းမြစ်ကပြောထားပါတယ်ခင်ဗျာ။ ဟုတ်ကဲ့ဒါကတော့ရန်ကုန်ခေတ်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နိုင်ငံပါ